ဒီနေ့တော့တရုတ်ရဲ့ဖူချီယန်လေရင်တင်တင်ပေါ်တတော်ဝင်တဲ့အကြောင်းလေးပြောပြမယ်။အင်းဒါကလေတရုတ်အတော်ကတော့တတိယမြောက်ပြီးတော့အတော်လေးအစစ်မြင့်တဲ့လေရင်တင်တင်ပေါ်ပေါ့။သူတို့ရေတက်အင်အားရောဒေတာထွဲမှာဩဇာဘလော့ရှိလဲဆိုတာအတွက်တော်တော်အရေးပါတဲ့ချင်းလန်းတစ်ခုပဲ။ပထမတစ်ခုကဒီဖူချီယန်ဖူချီယန်တင်ပေါ်လေနိုဝင်ဘာလဆန်းနုံကဟိုင်းနမတရားဝင်မဲ့တတော်ဝင်လိုက်ပြီ။ဒါကသမရရှိချင်းဖရင်ရဲ့တက်မော့ကိုခစ်မြအောင်လုပ်နေတဲ့ကြိုးပမ်းမှုတွေကအဓိကအစီအပိုင်းတစ်ခုပေါ့မော။ဒုတိယချက်အဲ့ဒီတင်ပေါ်ရဲ့တကယ့်အထူးခြားဆုံးကဘာလဲဆိုတော့ အမေရိကန်ရဲ့နောက်ဆုံးပေါ် USS Gerald of Ford မှာတုံးတယ်လက်စစ်တပ်လိုက်လွတ်တင်စနစ် EMARS မျိုးတုံးထားတာပဲအဲ့ဒီတော့ဘယ်ဖြစ်လဲဆိုတော့ KA600 ချိုတင်3ပေးလေရင်တို့ J35 နဲ့ J15T လိုမျိုးပိုအဆင့်မြင့်ပြီးဝင်ပေါ်တင်လိုက်တဲ့လေယာဉ်တွေကိုပိုဝေးဝေးထိပြန်နိုင်အောင်လွတ်တင်ပေးနိုင်ပြီဆိုတော့တရုတ်ရဲ့ကမ်းလွန်းပင်လယ်ပြင်စစ်စင်ရေးစွမ်းရည်တွေတော်တော်လေးတက်လာနိုင်တယ်နောက်ဆုံးတစ်ခုကတော့လေဟုတ်ပြီဒီလိုကြီးတိုးတက်လာတာမှမြင်ပေတရုတ်ရေးတပ်ခတင်ပေါ်ရေးတို့မှာတော့အမေရိကန်ထက်အများကြီးနည်းနေတယ် သူတို့စီမှာ၃စီးအမေရိကန်မှာ၁၇စီးလေပြီးတော့နျူကလ িয়ার စွမ်းအင်တုံးထင်းပေါ်တွေကမ္ဘာအနှံစခန်းကွင်ရက်တွေမှာလည်းအမေရိကန်ကရှေ့ရောက်နေတော့မယ်ဒါပေမဲ့တရုတ်ကတင်မောအသစ်တီဆောက်တဲ့နှုန်းကတော့တော်တော်များတယ်ဒီကွာအချက်ကိုအမေလိုက်ဖို့စူးစမ်းနေပုံပဲအချုပ်ပြောရင်တော့ဒီဖူဂျီယန်ထင်းပေါ်တတ်တော်ဝင်လိုက်တာဟာတရုတ်ရဲ့ရေတက်စွမ်းအင်ဘလော့ရှိတယ်ကမ္ဘာရဲ့အကြီးဖြစ်ချင်းတဲ့ရေမှန်းချက်ဘလော့ပြင်းထန်တယ်ဆိုတော့ပို့ပြီးတော့မြန်သာစင်လိုက်တဲ့အပြောင်းလဲတစ်ခုပါပဲ